မေရာနဲ့မော်ဆန်နဲ့တယောဂေတာမှာဒီဆိုရာမင်းဘာဝဆိုလိုတာလဲမေရာတောင်းပန်ပါတယ်ဒေဒီသမီးပီယာနိုကိုမကြိုက်တော့လို့ပါမင်းဒီကိုယူပြီးထွက်သွားလိုက်မင်းကိုဘယ်လိုလုပ်ရမလဲဆိုတာငါနောက်မှစဉ်းစားမယ်မေရာကသူမရဲ့ဓာတ်ခိုးပေါ်ကခန်းလေးကိုပြန်သွားခဲ့တယ်မမေနေတိုင်းသမီးလွှမ်းနေတယ်ဖေဖေကသမီးကိုလုံးဝနားမလဲဘူးအိုးဒီတက်တာကိုငါဘာလို့အရင်ကသတိမထားမိခဲ့တာပါလဲ တစ်တာကိုဖွင့်ကြည့်လိုက်တော့စာအုပ်ချိုးနဲ့တရော်တလက်ကိုတွေ့လိုက်ရတယ်။အတွင်းထဲကမုန်တိုင်းကိုငြိမ်သက်အောင်လုပ်ဖို့တယ်။ငါ့ရင်ထဲမှာမုန်တိုင်းတစ်ခုတော့ရှိနေပုံရတယ်။ဒါရီကဘာလို့ဆုလို့ရလဲ။အရင်ကမီရာကတရော်ကိုတီးကြည့်လိုက်တယ်။နောက်တနည်းမိနစ်မှာတော့မီရာရဲ့ဖေကမနေ့စာစားဖို့စောင်းနေခဲ့တယ်။မီရာအွန်လိုင်းမိရတဲ့ဖေဖေတောင်းမှမှာတယ်။မင်းမေမရှိပဲဒီနေရာမှာအချင်းတွေကတင်းမာနေတယ်။မင်းအော်ခံရဖို့မထိုက်တန်ပါဘူး။ မင်းမေကိုမဆုံးရှုံးခင်ကမင်းကပီယန်နိုအရန်ချစ်ခဲ့တာလေ။ဘာကြောင့်ပြောင်းလဲသွားလဲဆိုတာနားမလည်ဘူး။တမီးမချစ်တော့ဘူးဖေဖေ။ပီယန်နိုကမမေကိုသတိရစေပြီးနားကျင်ရတယ်။ဖေဖေနားလည်ပါတယ်။ဒါပေမဲ့တမီးမှာအကြံတစ်ခုရှိတယ်။ဒုရီယာပြောင်းတီးလိုက်ရော။ဒုရီယာပြောင်းတီးမယ်။မီရာဒုရီယာအတိတ်ဝယ်ဖို့ဖေဖေတို့မှာပတ်စံမရှိသေးဘူးထင်တယ်။မလိုပါဘူး။တမီးပေါ်ရက်ထက်ကိုယ်ထဲမှာတရော့တလက်တွေ့ခဲ့တယ်။တကယ်လား။ဟုတ်တယ်။ ရှင်းအောင်တက်တာတကူထဲမှာအဲ့ဒါကိုပဲတုံးလို့ရပါတယ်ပီယန်နိုထက်ပိုချိုက်သွားမလားလို့လေကောင်းပြီလေတရားကိုစမ်းကြည့်လို့ရပါတယ်ဒါပေမဲ့မင်းဆရာအတိတ်ရှာဖို့လိုလိမ့်မယ်ဟုတ်ကဲ့ဘေဘီတမင်းဆရာတရားရကိုရှာလိုက်ပါမယ်အဲ့ဒီနောက်မှာတော့မေရာကတရားဆရာရဲ့အင်ကိုသွားပြီးတကားခေါ်လိုက်ပါတယ်ဝင်ခဲ့ပါအာမေရာဟုတ်ကဲ့ဝင်ခဲ့ပါဝင်ခဲ့ပါတမင်းကိုတပြည့်ပြည့်လက်ခံပေးရတဲ့ကျေးဇူးပါဟာရောဟုတ်ကဲ့ကိစ္စမရှိပါဘူးမေရာ ကဲတရောကိုကြည့်ပြစေရောတရောလားဟုတ်တယ်တရောကိုတစ်ချက်လောက်ထုတ်ပြပါဦးငါဒါကိုအိမ်မက်ထဲမှာတော့စိတ်ကူးမြင်ဖို့ဒါကပါလေတမိတီးလို့ရလားမင်းလားအိုးရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါစိုးရိမ်စရာမဟုတ်ပါဘူးဒါကတခုခုတော့ဖြစ်နေတယ်မင်းဒီတရောကိုဘာမှတွေးခဲ့တာလဲပြောပြပါဦးတမိရဲ့ဂျာကိုထဲမှာရှင်းအောင်တက်တာတခုထဲမှာဘာလို့လဲဒါတန်ဖို့ရှိလို့လား မင်းဟာကဘာပေါ်မှာရှိသမျှတရားတွေတည်းကအရေးကြီးဆုံးတရားကိုရှာတွေ့ခဲ့တာပဲ။ဆရာအရင်ကြီးရတာပဲ။ကောင်းတဲ့ဟာတာပဲ။ငါရေဆရာပြောနေလို့လား။ဒီမှာကြည့်အောင်။အဲ့ဒါသမီးရဲ့တရားပုံလား။ဟုတ်တယ်။မေရာမင်းရဲ့တရားကရိုးရိုးတရားမဟုတ်ဘူး။ဒါကရာသီဥတုကိုထိမ့်ချုံနိုင်တဲ့ဆန်းအားရှိတယ်။ကောင်းမင်ဟာတို့ဒီနေ့ဆုံးတွေ့ရတာဝမ်းသာပါတယ်။သမီးတော့သွားတော့မယ်။ခဏလေးနေရော။ထူးဆန်းနေတယ်ဆိုတာသိပါတယ်။ခြေချုပ်ပြပြငါတီးပြပြစီ။ ဟာရောကတရော့ကိုတီးလိုက်တဲ့အခါမှာတော့ချက်ချင်းမိုးရွာလာပါတော့တယ်။ဒါမဖြစ်နိုင်ဘူး။ဒါတိုက်ဆိုင်မှုတစ်ခုပဲ။တခြားတစ်ခုတီးကြည့်ပါဦး။နောက်ထပ်တန်ဆင်တစ်ခုကိုတီးလိုက်တဲ့အခါမှာတော့လျှက်စည်းလက်ပြီးမိုးရွာကြုံလာပါတော့တယ်။ဒါကနတ်ဖျားဆန်တဲ့တရော့ဖြစ်ပြီးရာသီဥတုကိုမင်းဘလို့တီးခတ်လဲဆိုရဲပေါ်မူတီးပြီးထိန်ချုပ်တယ်။ငါကလေးဘွားတော်ကပထမဆုံးတီးဝိုင်းစရာဂီတစာအုပ်တော့ကိုလက်ဆောင်ပေးခဲ့တယ်။အဲဒီမှာနတ်ဖျားဆန်တဲ့တရော့ရဲ့ဒဏ္ဍာရီအကြောင်းကိုသူပြောပြခဲ့တယ်။ အန်ဝါစရာတွေလုံနိုင်ပြီးကြီးမားတဲ့ပျက်စီးမှုတွေလည်းဖြစ်စေနိုင်တဲ့မော်ဆန်တဲ့တရော်ပေါ့။စာအုပ်ထဲကဂီတာကိုဒီတရော်နဲ့မှသာတီးခတ်နိုင်တယ်။ဒါပေမဲ့ဒီတူရီယာကကဘာပေါ်ကနေပျောက်ဆုံးနေကြတာကြားလာပြီ။ဒါဆိုကျမကျမကဒီမော်ဆန်တဲ့တရော်ကိုပိုင်ဆိုင်ထားတာလား။ဟုတ်တယ်။မင်းကအချိန်နဲ့မျှပျောက်ဆုံးနေကြလို့ဘသူမှသူ့ရဲ့တီးရှိမှုကိုမမတ်မိတော့တဲ့တရော်တကူကိုရှာဖွေတွေ့ရှိခဲ့တာပဲ။ဒါပေမဲ့ငါမတ်မိတယ်။မင်းတို့တပြည့်ပြည့်လက်ခံဖို့ဆုံးဖြတ်လိုက်တာနဲ့စာအုပ်ကိုပြန်မှတ်ရမယ်တဲ့။မေရာ မင်းလက်ထဲမှာကြီးမားတဲ့ဆွမ်းအားရှိတဲ့လက်နက်တစ်ခုကိုခြင်ထားတာပဲ။သမီးတောင်မလို့ချင်းစရာဒီတယောက်ကမင်းကိုရွေးချယ်လိုက်တာ။ရွေးချယ်တယ်ဆိုတော့ तू ကအသက်ရှိလို့လား။အသက်ရှိလား။မရှိပါဘူးမရှိပါဘူး။ဒါပေမဲ့နက်ပြားဆန်နေ၊မော့ဆန်နေ၊အဆန်းထက်တယ်။ဟုတ်တယ်။မင်းကမော့ဆန်တဲ့တယောက်ကိုစေခိုင်းဖို့ပြင်ဆင်ထားရမယ်။မလုပ်ရင်ရောဆုံးရတဲ့အရာတွေကိုလုပ်မယ်တခြားသခင်ကို तू ကရွေးချယ်သွားနိုင်တယ်။မော့ဆန်တဲ့တယောက်နိုးထလာပြီပဲ။ ငါမင်းကိုစောင့်နေခဲ့တာဟာဟာဟာအဲ့နောက်မှာတော့မေရာကတယောစာတင်มาတော့တယ်အာဟုတ်တယ်ဆရာအပြင်ကိုကြည့်လိုက်ပါဦးမေရာရဲ့တယောတန်ကြောင့်လေးရီတိုက်လာပါတော့တယ်မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးမင်းငါ့ကိုခေါ်လိုက်တာပဲငါရဲ့အချစ်ဆုံးပတ်ဝန်းကျင်ရလေးထဲမှာမင်းကိုငါခန်းစားလို့ရတယ်ငါမင်းကိုရှာတွေ့မှာပါမော်ဆန်နဲ့တယောက်ကိုပေါင်းထည့်လိုက်တာနဲ့ငါ့မှာအော်ကက်စထရာရဲ့အဓိကဒုတိယအားလုံးကိုပိုင်ဆိုင်ရတော့မယ်။မီးရေ မြေစိတ်ကံစားမှုတွေမကြခင်ရာသီဥတို့သူရိယာအားလုံးကိုငါတပြိုင်နက်တည်းတီးခတ်လိုက်တာနဲ့ငါမှကဘာကြီးကိုထိန်းချုပ်နိုင်စမ်းရှိလာလိမ့်မယ်။ငါ့ကိုဘသူမှရက်တက်နိုင်မှာမဟုတ်ဘူး။အဆုလိုက်အပြုံလိုက်ပျက်စီးမှုတွေကြောက်ရွံ့မှုကြောကင်ချဲလဲမှုဒါတွေအားလုံးကငါ့အတွက်ပဲ။မင်းဟာငါတင်မှုသမျှတပြည့်ရွေထဲမှာတရားကိုအမြန်ဆုံးကျွမ်းကျင်သူပဲ။ဒါသမီးစာမဟုတ်ပါဘူးဆရာ။ဆရာကြောင့်ပါ။ဆရာအန်အောဆရာကောင်းတဲ့ဆရာတယောက်ပါ။မင်းကိုပို့ပြီးတင်ပေးနိုင်မှုပဲဆန္ဒရှိပါတယ်။ ဒီရာကိုကြာကြာဖုံးကွယ်ချနိုင်မှာမဟုတ်ဘူး။အင်အားစုတွေကမင်းကိုရှာတွေ့တော့မယ်။တမီးလည်းအစင်တက်မှာပဲဆရာ။ဇာဒီဦးတို့ကိုမင်းရဲ့အားသာချက်ဖြစ်အသုံးပြုပါ။တို့ဘယ်ချိန်တိုက်ခိုက်လာမလဲဆိုတာငါမသိပေမဲ့တို့ကလာနေပြီမေရာ။ငါခန်းစားလို့ရတယ်။တမီးလည်းခန်းစားမိနေတယ်ဆရာ။မေရာပြင်ထွက်လာချိန်မှာပဲမော်ဆရာနဲ့တွေ့ပါတော့တယ်။ရှင်းမသူလဲ။ငါကမင်းရှီယာတရော့ကိုယူမဲ့သူပဲ။ငါနာမည်မက်ရှိုး။ငါရဲ့ဆုလက်ကိုလာယူတာ။ခွင့်မပြုတ်နိုင်ဘူး။ မင်းငါ့ကိုမတားနိုင်ပါဘူး။တချိန်ထဲမှာပဲမေရာကသူမရဲ့တရားကိုတီးပြီးမက်ရှိုကလည်းသူ့ရဲ့တရားကိုတီးပါတော့တယ်။တပြေးပြေးနဲ့ပတ်ဝန်းကျင်တစ်ခုလုံးတုံခါလာပါတော့တယ်။သူမရဲ့လက်ထက်ဒုတ်တန်လေးကလည်းအဝေးကိုလွတ်ထက်သွားပါတယ်။မေရာအရှုံးမပေးဘဲနဲ့သူမရဲ့လက်ချောင်းလေးတွေနဲ့ဆက်လက်တီးခတ်တာပေါ့။ချက်ချင်းမိုးရီရွာလာပါတည်း။ငါမိုးနည်းနည်းလေးမှမကြောက်ဘူး။ရှင်ကြောက်တဲ့နဲ့။မက်ရှိုကသူ့ရဲ့ကြီးမားတဲ့ဘုံကြီးကိုတီးလိုက်တော့ရေရီကြီးလာပြန်ပါတော့တယ်။ မေရာကသူမရဲ့တရားကိုတင်လိုက်တော့လေပိုတွေတိုက်လာပြီးရေတွေကိုဆုပ်ယူသွားတော့တယ်။မက်ထရိုကနောက်ထပ်ဒူရီယာတစ်မျိုးကိုတင်မောက်လိုက်တော့ပဝင်းကျင်တစ်ခုလုံးမီလောင်မာတော့တယ်။မေရာကသူမရဲ့တရားကိုအားကုန်သုံးပြီးတင်လိုက်တော့အနီအောင်လေပွေကြီးတိုက်လာပြီးမီးတွေကိုညှိတက်သွားတော့တယ်။မဟုတ်ဘူးဒီလိုပြဖို့ငါမျှော်လင့်မထားဘူး။ရှင်ကဘလို့ပြဖို့မျှော်လင့်ထားတာလဲ။နင်ငါ့ကိုကြောက်ရမယ်။ကျမဘသူ့အောင်မှမကြောက်ဘူး။မေရာကတရားကိုအားကုန်သုံးပြီးဆက်တင်လိုက်တော့အရာအားလုံးအေးချမ်းသွားပါတယ်။ ဟာဒါပါလေရှင်ကျမကိုတနာခံအသက်ချမ်းသာပေးမယ်ဒါမဲ့ဒီလိုမှမဟုတ်ရင်တော့ရှင်သိရတဲ့အတိုင်းပဲမန်စထရောကဒုထောင်အညံခံလိုက်ပါတယ်ငါဘာမဆိုလုပ်ပေးပါမယ်ရှင်ရဲ့ဒူရီယာအားလုံးကျမကိုအပ်လိုက်ပါအဲ့ဒါတော့မဖြစ်နိုင်ပါဘူးရှင်ရဲ့အော်ကက်စထရာကိုကျမကိုအပ်လိုက်ရင်ရှင်ကိုအသက်ရှင်ခွင့်ပေးမယ်ကျမမိတ်ကိုမနာခံမှုရွေးချယ်ရင်ဘာဖြစ်မလဲဆိုတာရှင်ခံမနိုင်ပါနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒူရီယာတွေကကျမလက်ထဲရောက်လာမှာပဲဒါရီယာမင်းဟာပါယူသွားပါယူသွားလိုက်ပါ ကောင်းပြီရှင်တီနီယာကနေထွက်သွားလိုက်ဘယ်တော့မှပြန်မလာခဲနဲ့ဆရာဒါရီအားလုံးကဆရာဆောင်းလျှောက်ဖို့ပါငါအတက်နဲ့လဲပြီးကာဝယ်ပါမယ်မေရာမင်းဒီမှာထားခဲ့မှာတေးကြလားတမီးရဲ့ဆွမ်းအားကိုထိချုပ်နီးတွေတင်ပေးခဲ့တယ်တမီးကိုတင်ပေးခဲ့တဲ့ဆရာတက်ပိုလုံးကြုံတဲ့နေရာမရှိနိုင်ဘူးလို့ထင်ပါတယ်ကဘာကြီးကိုတမီးပေးဆက်နိုင်တာတဲ့ပိုများတယ်ဆိုတာကိုပြသပေးခဲ့သူပါရုံမာရမယ်ဆိုရောသူထွက်သွားပြီလား तू ပြန်မလာတော့ဘူးအိုးတမီးမေ့နေတာ ဒီတိုင်းဆိုရင်တော့ဖေဖေနဲ့တမီးနဲ့အဆင်ပြေသွားပြီ။